တရုတ်ဆွေရကနိုင်ငံတော်ဝမ်းမှာရှိတဲ့စာသင်ကျောင်းပေါင်း9000မှာဆိုလာပြားတွေတက်ဆင်ပေးနေပါတယ်။ဒီအစီအစဉ်ကနေလျက်စစ်မီဖို့တက်တာစေတာနဲ့ကာဗွန်တန်းဝေထုတ်လုပ်မှုတက်တာစေရို့အပြင်ကျောင်းသားတွေကိုပြန်ပြည့်မြဲစွန့်အင်အကြောင်းလက်တွေ့တင် जा ပေးပြီးသားဖြစ်စေတယ်လို့ဆိုပါတယ်။ဒီနေအောင်ကြီးကရရှိတဲ့စွန့်အင်တွေနဲ့ကျောင်းအတွက်မီးလုံးတွေနဲ့အပူအေးအေးပေးဆက်စတဲ့လျက်စစ်မီလိုအပ်တဲ့ပစ္စည်းတွေမှာအသုံးပြုတယ်လို့ဆိုပါတယ်။ ဒီစီမံကိန်းဟာတနိုင်ငံလုံးအနက်နေရာအများအပြားမှာဆောင်ရွက်နေတာဖြစ်ပါတယ်။ဘေကျင်းမြို့မှာရှိတဲ့စာတင်ကျောင်းပေါင်း800မှာဒီဆိုလာဗျာတွေစမ်းသပ်တပ်ဆင်ဖို့ကမ္ဘာဘဏ်က2014ခုနှစ်မှာငွေကြေးထောက်ပံ့ပေးခဲ့တာကနေစီမံကိန်းကိုအစပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီစမ်းသပ်မှုကိုနမူနာယူပြီးတရုတ်အစိုးရကနောက်ပိုင်းမှာတဖြည်းဖြည်းချဲ့ပြီးဆိုလာဗျာတွေတပ်ဆင်လာတာအခုဆိုရင်ကျောင်းပေါင်း9000အထိရှိလာတဲ့အထိဖြစ်ပါတယ်။ ဒါဟာတနည်းအားဖြင့်ပြန်ပြင်းပြဲစွမ်းအင်ကိုပုံမအုံပြုနိုင်ရင်းနဲ့စွမ်းအင်ရရှိရေးအတွက်အကြောင်းမီးသွေးတွေအပေါ်မိခိုအားထားနေရမှုကယော့နေအောင်လှုပ်ဆောင်နေတဲ့တရုတ်အစိုးရရဲ့စီမံကိန်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ